င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ဝင်းနေမိတန်ရုံဆရာတော်ကိုစစ်တပ်ကပြစ်တက်မှုကြောင့်စစ်ကောင်စီကိုတန်ကြတော်တွေကပတ္တနိကုံစနကန်ဆောင်တပည့်စတင်ပါပြီရင်းချံမြို့နယ်စက္ကမကျေးရွာအကြောင်းဆရာတော်ကိုစစ်တပ်ကပြစ်ခတ်တဲ့အတွက်ပြန်လည်တော်မူသွားခဲ့ပြီးစစ်လော်ဘီတွေက PDF ကပြစ်ခတ်တယ်လို့လိန်လယ်ပြန်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့သခိုင်းတန်ချောင်းမြို့နယ်ကတန်ကားတွေကနိုင်ငံတော်တန်ကားမဟာနိုင်ကအဖွဲ့ဝင်ဝင်းနေမိတိုင်အောင်ဆရာတော်ကိုစစ်တပ်ကပြစ်တက်ခဲ့မှုကြောင့်စစ်ကောင်စီကိုပတ်တနိကုစနာကန်ဆောင်တဲ့ဘက်ကိုစတင်ပြုတ်လုပ်လိုက်ပြီးဖြစ်တယ်လို့မနေ့ကတရားဝင်ကြေညာလိုက်ပါတယ် ပတ္တာနိကုဇနာကန်ဆောင်တယ်ဆိုတာဟာစစ်ကောင်စီကိုတန်တာရုကအဆက်ဆက်မပြုတ်လို့ဖို့အတွက်တညီညွတ်တဲ့ဆုံးဖြတ်ချက်ချလိုက်တာလည်းဖြစ်ပါတယ်၂၀၀ခုနှစ်ကလည်းပခုတ်ကူမျိုးကတန်တာရော်တွေကိုစစ်တပ်ကရိုက်နှက်ကျူးတုတ်ခဲ့တဲ့အတွက် ပတ္တနိကုဇနာကံဆောင်တဲ့ဘက်ကို ပြုလုပ်ရကနေရွှေဝါရောင်တော်လိုင်းဖြစ်ပေါ်လာခဲ့ပါတယ်။ပတ္တနိကုဇနာကံဆောင်ရမှာတဘိမောင်ကံဆောင်ထိုက်တဲ့ယဟန်တို့ကိုလက်တိတ်အောင်လက်မရအောင်ပြုခြင်းအကျိုးမဲ့ဖြစ်အောင်ပြုခြင်းနေမြဲကြောင်းကံရနေမြဲရအောင်ပြုခြင်းဆဲရင်ချင်းယဟန်ချင်းဂိုင်းခွေအောင်ပြုခြင်းဖျားကြီးဂုံကျေးစုမဲ့ကိုပြောဆိုခြင်းတရားကြီးဂုံမဲ့ကိုပြောဆိုခြင်း တန်ကဂုံကျေးစုမဲ့ကိုပြောဆိုခဲ့ရခြင်းစတဲ့အချက်အင်က၈ပါးရှိပြီးဝန်ကြီးတော်အရာရဟန်းတော်တွေက အကြောင်းအရာ၈ခုကြောင့်တပိတ်မောက်ကန်ဆောင်နိုင်တယ်လို့လည်းသိရပါတယ်ရှင်ရန်ကုန်ကသတင်းတပောကိုထင်ဆက်ပေးကြပါတယ်။ရန်ကုန်မြို့အင်းစင်ဘိုးအကျဉ်းတောင်ကနေနိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အခြားအကျဉ်းသားတွေကိုခေးသက်တင်ကငါးစီးနဲ့တိုက်ဖို့အကျဉ်းတောင်တာရီအကျဉ်းတောင်တွေစီကိုပြောင်းရွှေ့ခဲ့လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကရဲ့ PPNN ကဥဆောင်ကော်မတီဝင် ကိုတိုင်ထွန်းကပြပြပါရယ်ဇွန်လ23ရက်မနေ့9နိုင်လောက်မှာခီးတဲ့တင်က9စီးနဲ့နိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အခြားအကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။ဇွန်လတလထဲမှာပဲအင်းစိန်တော်မန္တလေးအိုးဘိုတော်နဲ့ကြိုက်မျောထောင်ကနိုင်ငံရေးအကျဉ်းသားတွေဖိနှိပ်ခံအကျဉ်းသားတွေဘက်ကလည်းရည်တည်သူတွေကိုပြစ်မှတ်ထားပြီးမစ်ရှင်တစ်ခုလိုဆက်စည်ရေးတရက်တွေလုတ်ဆောင်ကထောင်ပြောင်းရွှေ့နေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါကြောင့်အကျဉ်းတော်တွေကိုပို့ပြီးအံဆက်ရန်လိုအပ်နေကြောင်းလည်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရဲ့ PPLN ကဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းကပြောပါရရှင်။ ရခိုင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရခိုင်ပြည်နယ်အမ်းမြုံနယ်အနောက်ပိုင်းတန်းစစ်တနာကျုံနပခရဲ့ရှေ့ကစခန်းဖြစ်တဲ့ကဇူကန်တောဟင်းတောင်ပြူဟာကုန်းကိုအေအေကအပြည့်သက်တက်ခတ်သိမ်းပိုက်လိုက်တယ်လို့စစ်ကောင်စီရဲ့စစ်ရေးသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။ဇွန်လ23ရက်မနေ့နေ့တိုင်းကြော်ချိန်မှာ အမ်းမြုံနယ်ကစုကိုင်းတောဟင်းတောင်ပြွာကုန်းစခန်းနဲ့အနောက်ပိုင်းတိုင်းဆက်တနာကျောက်တို့ကိုအဆက်အသွယ်လုံးဝပြတ်တောက်သွားခဲ့တယ်လို့စစ်ပဲ့သတင်းမြစ်ကပြတ်ပြပါဗါတယ်။အဲဒီတောဟင်းတောင်ပြွာကုန်းကိုအေကမလနောက်ဆုံးဘက်ကနေဆက်တင်ပြီးထိုးစစ်ဆင်တိုက်ခတ်ခဲ့တာဖြစ်ပြီးဇွန်လ23ရက်နေ့မှာ တောဟင်းတောင်ပြွာကုန်းစခန်းနဲ့စစ်ကောင်စီတိုင်းဆက်တနာကျောက်အကြားမှာဆက်အသွယ်ရေးလုံးဝပြတ်တောက်သွားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါဗါတယ်။အေးစစ်ရေးသတင်းမြစ်ကလည်း ဗိုလ်မှူးချုပ်စစ်ဦးစင်းနေတဲ့အန်နုနယ်ကစုကိုင်းတောဟိန်တောင်ဗျူဟာကပင်မကုန်းနှစ်ခုစလုံးကိုအာရခတတ်တော်ကမနစ်ကမနဲ့ရှစ်နိုင်အချိန်လောက်မှာတင်ပိုက်လိုက်ပြီဖြစ်တယ်လို့လည်းပြောပါရယ်လက်လက်ခဲရဲနဲ့စစ်သားအလောင်းအများပြားကိုရရှိထားပြီးလက်ရှိမှာရှင်းလင်းလုဆောင်နေရလို့လည်းပြောပါရယ်ရှင် ဆက်လက်ပြီးတော့ရခိုင်ပြည်တောင်ကုန်းမြို့နယ်နေဘူးတောင်အနီးတဝိုက်မှာအရခတတ်တော်အေးနဲ့စစ်ကောင်စီတို့အကြမ်းမှာတိုက်ပွဲဖြစ်ကားမှာစစ်ကောင်စီတပ်ဘက်က60ကျော်တေသွားပြီးစစ်ကြောင်းပြတ်တဲ့အထိကစင့်ကလေးဖြစ်သွားတယ်လို့စစ်တပ်သတင်းမြစ်တွေစီကသိရှိရပါဗျ။ဇွန်လ20ရက်နေ့မှာဘကိုးတိုင်းပြည်မြို့ဘက်ကနေဆင်လာတယ်။ အင်အား150ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကိုတောင်ကုန်နေပူတောင်အနီးမှာအေကကြားဖြတ်တက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတက်ခတ်မှုအတွင်းမှာစစ်တပ်ဘက်ကတေဆုံးထိခိုက်မှုများပြားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အဲလိုကြားဖြတ်တက်ခတ်ခံရတဲ့အဲ့ဒီစစ်ကြောင်းဟာတောင်ကုန်းမြို့နယ်မှာစစ်ရင်အားဖြစ်တင်းဖို့သွားတဲ့စစ်ကြောင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်။တောင်ကုန်းမြို့မှာစစ်တပ်ကခံစစ်ပြင်ဆင်နေပြီး တောင်ကုန်တက္ကသိုလ်အပါဝင် အခြားဘာသာရေးအဆောက်အုံတွေဌာနဆိုင်ရာအဆောက်အုံတွေနဲ့ရက်သားပိုင်နေအိမ်တွေမှာတက်ဆွဲနေရယူထားရလို့လည်းသိရှိရပါတယ်။လက်ရှိရခိုင်ပြည်မှာတောင်ကုန်တန်တွဲအန်ချောက်ဖြူမောင်တော်ဒေသတို့မှာစစ်ကောင်စီတရင်တွေနဲ့အရခတက်တော်အေရိုးကြားမှာတိုက်ပွဲပြင်းထန်နေရလို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်တဲ့ပုဒ်ကတော့မန္တလေးတန်းမြင်းကြံမြို့နယ်မှာစက္ကမကျေးရွာကဆရာတော်ကိုစစ်တပ်ကပြစ်ခတ်တဲ့အတွက်ပြန်လုံတော်မူသွားကြတယ်လို့ဒေသနေပြည်သူတွေကပြောပြပါဗျာ။ဇွန်လ20ရက်နေ့ည9:00ခွဲလောက်မှာ မြင်းကြံမြို့နယ်မြို့ပလန်မောင်ရင်မောင်နဲ့စက္ကမအကြကင်းပုံဝုတ်နေတဲ့စစ်တပ်ကစက္ကမကြောင်းဆရာတော်လိုက်ပါလာတဲ့လူမှုရေးအသင်းကားကိုပြစ်ခတ်ခဲ့တာကြောင့်ဆရာတော်ဟာပြန်လည်တော်မူသွားခဲ့တာဖြစ်တယ်လို့လည်းဒေသနေပြည်သူတွေကပြောပြပါရတယ်။ဆရာတော်ကကြေးရွာကနေအရေးကြီးလူနာကို မြင်းချံမျိုးကိုလာရောက်ပို့ဆောင်စင်မှာပြစ်ခတ်ခံရတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ကောင်းမှလည်းလူမှုကွန်ရီရဲ့အတင်းတစိ့ကတ်ထားသလိုဆရာတော်ကိုရိုင်းကလည်းရှေကမ်းမှာထိုင်ပြီးလိုက်ပို့တာကိုစစ်တပ်ရဲ့ကင်းမုံကပြစ်ကတ်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီ ထောက်ခံတဲ့ lobby channel တွေဖြစ်တဲ့ Myanmar National Post, People Media တွေအပါအဝင် စစ်လော်ဘီ Telegram ကတော့ PDF ကပစ်ခတ်တဲ့အတွက်ကြောင့်ဆရာတော်ဟာပြန်လည်တော်မူသွားတာဖြစ်ကြောင်းဆရာတော်ပြန်လည်တော်မူတာကိုဓာတ်ပုံထဲတို့ကလိမ့်နေတဲ့တင်းဖော်ပြလာတာကိုဒေသတွေပြည်သူတွေကပြောပြပါဗါတယ်။အကြမ်းဖက်စစ်ကောင်စီနဲ့စစ်လော်ဘီတွေကဇွန်လ16ရက်နေ့ကလည်းမန္တလေးတိုင်းငဇုံမြို့နယ်မှာနိုင်ငံတော်တန်ခါမဟာနာယကဆရာတော် ဝင်းနေမီဒီယာရောဆရာတော်ကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ခဲ့ခြင်းကလည်း PDF ကပြစ်ခတ်တယ်လို့လိမ်လည်သတင်းဖော်ပြခဲ့ကြပြီမှာလဲမျက်မြင်သက်သေဖြစ်တဲ့ကံ30ဆရာတော်ကြီးကစစ်တပ်ကပြစ်ခတ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးတဲ့နောက်မှာဖြစ်စဉ်အမှန်ပေါက်ပေါက်ခဲ့ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရလို့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။